ထရမ်ဆိုရကအမေရိကန်ပြည်ထောင်စုမှာခိုလုံနေထိုင်ခွင့်တောင်းခံထားတာတွေနဲ့ပတ်သက်ပြီးတော့အားလုံးရဆိုင်ထားဖို့ USCIS အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာနကိုညွှန်ကြားလိုက်ပါတယ်။ Washington DC မှာအာဖဂန်ရွှေ့ပြောင်းဝင်ရောက်သူတို့အူကအမေရိကန်ပြည်ဆောင်တပ်ဖွဲ့ဝင်နှစ်ဦးကိုပြစ်ခတ်တာကြောင့်တအူးသေဆုံးသွားပြီးတဲ့နောက်ခိုလုံခွင့်ပေးဖို့ကိစ္စရဆိုင်ထားခိုင်းလိုက်တာပါ။ နိုင်ငံသားအလုံးနောက်ကျောင်းရာဇဝင်ကိုအသေးအချာစုံစမ်းစစ်ဆေးပြီးတဲ့အထိခိုးလုံခွင့်တောင်းခံထားတာတွေကိုရပ်ဆိုင်းထားမယ်လို့ USCIS Director Joseph Atlow ကလည်းပြောပါတယ် USCIS စစ်ဆေးအရာရှိတွေအနေနဲ့ခိုးလုံခွင့်တောင်းခံထားတာတွေနဲ့ပတ်သက်ပြီးတော့နေထိုင်ခွင့်ပြုလိုက်တာညင်းပယ်တာအပီးတိုင်းပိတ်သိမ်းတာတွေမလုပ်ဖို့ညွန်ကြားစာရတဲ့အကြောင်းအမိမဖော်လို့သူသတင်းရင်းမြစ်တချို့ကိုကိုးကားပြီးတော့နိုဝင်ဘာ28ရက်နေ့မှာအမေရိကန်သတင်းတွေမှာဖော်ပြပါရတယ် ထရမ်ကလူဝင်မှုကြီးကြရေးနဲ့ပတ်သက်ပြီးနိုဝင်ဘာ28ရက်နေ့တုန်းကလည်းသူ့အစီအစဉ်တွေတဆင်ချင်းအကောင့်တွေပေါ်သွားမယ်ဆိုပြီးပြောပါတယ် ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒန်တရားမဝင်ဝင်ရောက်ခွင့်ပြုထားသူတွေအားလုံးကိုပယ်ဖျက်မှာဖြစ်ပြီးတော့အဲ့ဒီထဲမှာအိမ်ငိုက်နေတဲ့ဂျိုးဘိုင်ဒန်ဆက်နဲ့လက်မှတ်ထိုးပေးထားသူတွေလည်းပါတယ်လို့ဆိုရတဲ့ဒါအပြင်အမေရိကန်ပြည်ထောင်စုအတွက်အရေးမပါသူတွေတံပိုးမထားသူတွေစူးစူးပူပူလုပ်တဲ့နိုင်ငံသားရရှိထားသူတွေကိုနိုင်ငံသားအဖြစ်ကနေလည်းပြန်ရုပ်သိမ်းမယ်လို့ပြောရတယ်လူမှုအတွက်အနေရရှိတဲ့အနောက်တိုင်းလူမှုတိုင်းဝိုင်းနဲ့သဟဇာတာမဖြစ်သူတွေကိုလည်း ပြင်းထန်တန်ပေးမှာဖြစ်တယ်လို့ပြောပါရယ်ထရမ့်ကဇွန်လအတွင်းမြန်မာအပါအဝင် အာဖရိကနဲ့အရှေ့အလယ်ပိုင်းနိုင်ငံအများပြားပါဝင်တဲ့နိုင်ငံပေါင်း၁၂နိုင်ငံကသူတွေအမေရိကန်ပြည်ထောင်စု လာရောက်ခွင့်ပိတ်ပင်ထားပါရယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ